အလိုပဲမိင်္ဂလာပါကျွန်တော်ကတော့ဆရာလေးတာပဲဖြစ်ပါတယ်အရင်တုန်းကတော့အရင်လာနေပါဆိုရင်တော့ကျွန်တော်ကတနေ့ကနေတနေ့နာအင်္ဂါဗုဒ္ဓဟူးဆိုပြီးတော့ခဏနေတဲ့ကို9ခုလုပ်ပြီးရေပေါ့အဲ့တော့ကျွန်တော်ကဒီဒီလမှာဒီမှာကျွန်တော်လည်းအဲ့လိုမျိုးဗီဒီယိုတွေကိုမတင်တာလဲဂျာထဲမှာဘာလားရှိပါလဲဆိုတော့2လ3လဝန်းကျင်ရှိသွားပြီထင်တယ်အဲ့တော့ကျွန်တော်ဒီအော်တိုဘာလာအနေစပြီးတော့မှပြန်တင်ပေးဖို့ရှိပါတယ် ဲ့တော့ကျွန်တော်ကတော့အခုချိန်မှာဒီအဲ့တော့အော်တိုဘာလတလမှာငွေကြေးကံအကြောင်းတရားနဲ့ပတ်သက်ပြီးတော့မှစပြီးတော့ပြောချင်တာတော့တနေ့ဝင်နေ့သားသမီးများအနေနဲ့ပေါ့နော်ဒီအော်တိုဘာလထဲမှာငွေကြေးကံကတာမန်လာနေတဲ့ပုံပုံပြီးကောင်းမွန်တာလေးတွေရှိတယ်။ကောင်းမွန်တာလေးတွေတွေ့ရတယ်။မိမိမှာလည်းမွေးကြေးကိစ္စနဲ့ပတ်သက်ပြီးတော့မှအကူအညီပေးမဲ့သူတွေမဆပ်ပေးမဲ့သူတွေလည်းပေါ်လာတတ်တယ် မထင်မှတ်ထားတဲ့နေရာမျိုးတွေကနေပြီးတော့ငွေကြေးအစီအမီဝါတာမျိုးငွေတွေဝင်လာတာမျိုးဒီပတ်စံကိစ္စတွေအစီအမီဝါတာမျိုးပေါ့နော်အဲ့လိုမျိုးတွေလည်းကြုံတွေ့ရစရာလည်းရှိတယ်ဟိုပြောချင်တာကတော့အော်တိုဘာလာထဲမှာတော့တင်းကုန်တွေတာသမီများအနေနဲ့ငွေကြေးကန်ကောင်းဆုံးလို့ပြောလို့ရလောက်အောင်ကိုများတယ်ငွေကြေးကန်နဲ့ပတ်သက်ပြီးတော့တခုခုအကူအညီအထောက်ပံ့တခုခုလိုအပ်တယ်ဆိုရင်တော့အမျိုးသမီးတဦးထံကနေပြီးတော့ကနေကြည့်ပြီးတော့ဒီအကူအညီထောက်ပံ့တွေရတတ်တယ်အဆင်ပြေသွားတတ်တယ်ပေါ့နော် တနေ့နာသားသမီးများအနေနဲ့တော့အော်တိုဘားလာတဲ့မှာပေါ့မိုးကြီးကန်တဲ့ကြောင်လေးရနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့တာမန်ထက်ကိုပုံပြီးတော့ရှာရတယ်။တာမန်ထက်ကိုပုံပြီးတော့ကြက်သေးတယ်လို့ခံစားရတယ်လားလို့ပြောလို့ရတယ်။မွေရမဝဲဘူးလားဆိုတော့မဟုတ်ဘူးပဲ။ပတ်စံမရှိဘူးလားတော့မဟုတ်ဘူးရှိတယ်။ဒါပေမဲ့ဟိုပုံမှန်ထက်ကိုကြက်သေးပြီးပုံမှန်ဝင်နေတဲ့အချိန်မှာဝင်နေပြီးတော့ဟိုငွေရမ်းကြက်သွားတဲ့ပုံစံမျိုးအငွေအရမ်းခက်ခဲသွားတဲ့ပုံစံမျိုးရှုပ်ထွေးသွားတဲ့ပုံစံမျိုးဟိုပြောမှဆိုရင်တော့ငွေကဘာလို့ဖြစ်သွားမှန်းမသိပဲနဲ့ပေါ့နော်။ ုယ့်လက်ထဲတော့ဝင်လာတယ်။ကုံစရာရှိရလေလေအရင်နောက်အတိုင်းပဲကုံတာပဲ။ဘာမှထွေတူတူထွေတူတူကုံသွားတာမျိုးမရှိဘူး။ဒါပေမဲ့လည်းပုံမှန်တက်ကိုပို့ပြီးတော့ထက်ခဲသွားတာမျိုးဖြစ်တတ်တယ်။အနောက်ရှက်လေးရှိတယ်ပေါ့နော်မိုးရေကန်နဲ့ပတ်သက်ပြီးတော့အဲ့ပြင်ကိုဘယ်လိုခေါ်လဲဆိုတော့ငူကိုလက်ထဲကိုပတ်ဆက်မရောက်အောင်လက်ထဲကိုငူမေးနေပါအောင်လို့ဆိုပြီးတော့မှကိုယ်နှောက်ရှက်နေတဲ့သူတွေရှိတယ်။ကိုရှိငွေမရောက်အောင်ကြံဆောင်နေတဲ့သူတွေရှိတယ်။အဲ့လူတွေကြောင့်လေကိုရှိကိုငွေရပေါက်ရန်တဲ့အာနေဝါလို့လေပြောချင်ပြောလို့ရတယ်။အဲ့တော့ တရိဏသာသမီများအနေနဲ့ဒီဆယ်လာပိုင်းမှာတော့ဒီသူတစ်ပါးအကြောင်းအကြောင်းကြောင့်ကိုကြောင့်မပဲနဲ့သူတစ်ပါးတွေအကြောင်းသူတစ်ပါးကိစ္စတွေရဲ့ဒီအကြောင်းငွေကြေးဆုံးရှုံးရခြင်းဝင်ဝင်နေခြင်းငွေထွက်များခြင်းတွေကြုံတွေ့ရဖို့ရှိတယ်ပြောရမယ်ဆိုရင်တော့ငွေအကြက်တဲများတယ်ကိုကြောင့်တော့မဟုတ်သူများကြောင့်ပေါ့အဲ့တော့မကုန်ကြုံဆိုရင်ဘသူပေးပါဦးမှဘီယုံဆိုင်တယ်ဘသူခံခဲ့မှမကူညီနဲ့ဘသူပြန်လာမှမကူညီနဲ့ဘေးထဲမှာဝင်မရှုံးနဲ့အဲ့ဒါဆိုရင်တော့ဘာပြန်လာမှတက်စရာမရှိဘူးအဲ့ဒါဆိုရင်တော့ကိုဒီနေ့တော့လူမှုဆက်ဆံရေးမှာတော့ရအားနေပါလိမ့်မှာပေါ့နော်အဲ့ချက်တော့ရှိပါတယ်အဲ့တော့ဒီ ဗုဒ္ဓဘူးအင်္ဂါအင်္ဂါတော့တိတိများနေနဲ့ကြည့်မယ်ဆိုရင်တော့ဒီကာလမှာကြတော့ပါလဲဆိုတော့ပြောပြောနေသင်ခဲ့လို့ပြောလို့ရတယ်။အကြောင်းလဲဆိုတော့အဆန်ကဝန်တစ်ချက်ဝန်တစ်ချက်ပုံမှန်တိုင်းပဲပို့ပြီးတိုးပေါ်ရတာမရှိဘူးပို့ပြီးရောင်းနေရတာမရှိဘူး။ဟိုဒီအရင်တော့မွေရအလောက်ရနေရယူရလဲအလောက်ပဲရနေမယ်။ဘာမှပြောင်းလဲသွားတာမရှိဘူး။ဘာမှတိုးတက်သွားတာမရှိဘူး။ဘာမှကြည့်ကြပါလားမျိုးမရှိဘူးတော်တက်တာမိကမွေကြီးကစားနဲ့ပတ်သက်ပြီးတော့ဟာအသေးတန်ကြီးလုံနေတယ်တိတ်ကိုရာနဲ့ရှိထောင်းနဲ့ရှိလုံနေပဲဒီကာလမှာလာလို့ကြည့် မရနိုင်သေးဘူးရရဖို့ရဖို့ရလဲအခက်ခဲရတယ်ကိုကအများကြီးရင်းနှီးမြုပ်နှံပြီးတော့မှဆိုတာကဗျာအရင်တော့ဟိုကိုလက်ထဲမှာရှိရအပေါပစ္စည်းဗျာအိမ်တော်တော့ပေးလိုက်လို့တိတ်တောက်တောက်ရတယ်ဆိုရင်တော့အိမ်တော်တော့ပေးလိုက်ရင်တော့မှတိတ်တောက်တောက်ရဖို့ခွင့်လေးမရှိဘူးပြဿနာတန်ရာတန်ကြီးနဲ့ထိုက်တန်တဲ့အရာအခုခုဒီလောက်မှဖြစ်နိုင်ဘူး အဲ့တော့ဒီလမှာပုံမှန်အတိုင်းပဲပုံမှန်ဖြေရိုးပစ္စည်းအတိုင်းပဲဒုံရီရဒုံရီပဲဖြစ်နေတာကောင်းတယ်ဒုံရီဒုံရီဖြစ်နေတဲ့ဟာကိုကအကြောင်းအကြောင်းတစ်ခုခုကြောင်းမလို့မွေးချင်းကုန်ကြရပြီဆိုရင်တာမန်ထပ်ပုံကုန်ကြရမယ်တာမန်ထပ်ပုံပြီးခက်ခဲမယ်တော့တွေ့ရတယ်အဲ့တော့ဒီကထဲမှာတော့မွေးချင်းအကြက်တဲဆုံးလို့တက်ရအောင်ဆိုရင်တော့အင်ဂါသားသမီးတွေကတော့ဒီလာထဲမှာမွေးချင်းအကြက်တဲဆုံးလို့ပြောပြရတယ်နော်မွေးချင်းခက်ခဲဆုံးလို့ပြောလို့ရတယ် ဗုဒ္ဓဟူးသားသမီးအနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဗုဒ္ဓဟူးသားသမီးတွေကကြာတော့ဒီဆေလာပိုင်းမှာမွေးကြေးကံနေမြင့်နေအားကောင်းတာကိုတွေ့ရတယ်။တာမထက်ပို့ပြီးတော့ထူးခြားတဲ့လောက်လို့လည်းပြောလို့ရတယ်။အဓိကပါလဲဆိုတော့ဒီကာလမှာမွေးကုံရဂျိုးနှက်ပြီးတော့ရာသိမ့်ရထိုက်တာလည်းရတယ်။မိမိကတရာသိမ့်တရာသုံးပိုင်းလို့သိမ့်တရာနဲ့ထိုက်တန်နဲ့တံပိုးရလက်တူတဲ့ PC တစ်ခုခုတော့မဟုတ်တန်ကြေးတစ်ခုခုတော့မဟုတ်တန်ရာတစ်ခုခုရတယ်။ပြောချင်တာကဒီဆေလာပိုင်းထဲမှာဆုံရှုံရတယ်လို့မရှိဘူး။ ုံသွားတာပဲရှိတယ်။ကုံတဲ့ဟာလည်းအမြဲတကူကူစီးပွားတကူကူလုံးလိုက်ရလို့ကုံသွားလို့သဘောထားပြီးတော့နေရတော့ဒီလလောကစီပြီးသွားလိမ့်မယ်။နော်။လောကစီပြီးသွားလိမ့်မယ်။လောကဥကေသွားလိမ့်မယ်။လောကနှောက်ချက်လေးကင်းသွားလိမ့်မယ်။အဲ့တော့ဒီကာလမှာတော့ဘုံတုသတိမီးများအနေနဲ့တော့လောက်ရာရှိအောင်ပြည့်ပြည့်တသားလုံးတူဝေမနေနဲ့ဟိုဒါပေမဲ့တခုတော့ရှိရဲ့လောဘကြီးလို့မရအောင်လောဘတက်လို့မရအောင်ကိုယ်လက်ထဲကိုရောက်လာတဲ့အရာများများအားလုံးကကိုယ်နဲ့ထိုက်တန်လို့ရောက်လာတာဖြစ်တယ်။အဲ့တော့၃ရာရှိအောင်လုပ်မယ်။၆ရာရှိအောင်လုပ်မယ်။ဝေရာရှိအောင်လုပ်မယ်။ ပျော်လေးနေလိုက်ရမယ်စီးပွားရေးလုပ်မယ်ဆိုရင်ကာလမှာလုံးဝလုံးဝလုံးတင်တယ်လုံးလုံးကောင်းဆုံးသားလို့လည်းပြောလို့ရတယ်တတာရိသသမီးများအနေနဲ့ပြောရမယ်ဆိုရင်တတာရိသသမီးများကတော့ဒီလမှာဒီမိမိကင်တွယ်ထားတဲ့မိမိစီးပွားရှာထားတဲ့မိမိအသေးအံရှာမွေထားတဲ့မွေကြီးတွေအကြောင်းအရာတစ်ခုခုကြောင့်ဆုံးရှုံးသွားဖို့ရှိတယ်ပြောချင်တာတော့အကျွေးပြန်ရမယ်လို့ဆိုပြီးတော့ကိုကိုကတတိအထက်ထက်နဲ့ပေးထားရင်တောင်မှဒီလာလည်းမလုံးဝပြန်မရနိုင်တော့ပြန်ရဖို့ရန်နေသွားမယ်ဟိုစီးပွားရေးနဲ့ပတ်သက်ပြီးတော့ တဏျားနဲ့ရဖို့ရှိတယ်အဲ့ရရရစီမင်းသွားဆိုရဖို့အခွင့်အရေးမနေပြောချင်တာမွေးကြီးနဲ့ပတ်သက်တဲ့ကိစ္စမများအလုံးကဒီလောက်မှာညံ့တယ်เนาะအဲ့တော့အင်္ဂါတာသမီးနဲ့ရှင်လိုက်ရောညံ့မလားလို့မေးတော့ဒုတိယထဲမှာပါတယ်အင်္ဂါတာသမီးကတော့အညံ့ဆုံးထဲမှာပါတယ်တတာပရိကတော့ဒုတိယအညံ့ဆုံးထဲမှာတော့ပါနေတယ်အဲ့တော့ဒီကလောက်မှာငွေနဲ့ရင်းပြီးတော့ရှာရတဲ့အရာမများအလုံးကျွန်တော်တော့မစ조사နိုင်ဘူးမ try နိုင်ဘူးငွေနဲ့ရင်းရတဲ့အလုပ်တွေကိုတော့မလုပ်နိုင်ဘူးဟိုပြောမှဆိုတော့ခွန်အားနဲ့ရင်းရရင်းရပညာနဲ့ရင်းရင်းရင်းတော့ရတယ် ငွေလိုရနေဟာပတ်စံတွေအတူဟုံပေးပြီးတော့ငွေမရှာနဲ့ဒီကလာပါကြောကျွန်တော်ကိုပတ်စံရဖို့စီးပွားရေးကောင်းဖို့အတွက်ယင်းညွန်းမှုတွေမလုံးနဲ့လို့ကျွန်တော်နေနဲ့ပြောကျွန်တော်ငွေကိုအစလိုက်အကျုံလာကြီးမတုံးနဲ့မဖြုံးနဲ့လို့ကျွန်တော်နေနဲ့ပြောကျင်တယ်အဲ့တော့သုံးမိဖြုံးမိပဲဆိုတော့စောင်းချုံသွားတဲ့အရာကိုင်းတော့အရင်ထက်ကိုပုံများလိမ့်မယ်တိုင်းတထောင်လောက်ဆောင်းချုံလိုက်ရတာမဟုတ်ဘဲနဲ့တိုင်းထောင်လောက်ကုန်လိုက်ရင်တော့ကိုယ်အရင်ထဲမှာတိုင်းတောင်းလောက်ဆောင်းချုံသွားရဆိုတဲ့ပုံစံမျိုးကြီးဖြစ်သွားနိုင်တာကိုတွေ့ရတယ်အဲ့တော့ဒီတောက်ကြတာတပီများအနေနဲ့ပြောရမယ်ဆိုရင်တော့ ဒီဒီလာထဲမှာတော့မွေးကြီးကတော့ပြောရမယ်ဆိုရင်တော့ခြေစည်းတိုင်းပဲမျောပါနေတဲ့အတိုင်းပဲရှိနေတုံးပဲဆောင်ရမ်းကြီးโอเคွားတာမျိုးဆောင်ရမ်းကြီးစင်ပြေွားတာမျိုးဟိုလိုကလာကူညီဒီလိုကလာကူညီလို့မဟုတ်ဘူးဒါပေမဲ့ဒီတဲထဲမှာတော့မွေးကြီးကိစ္စနဲ့ပတ်သက်ပြီးရောရပေါက်ရနန်းတွေအများကြီးရောက်လာတတ်တယ်မွေးရင်းမိမဟုတ်ပဲနေမိမိရဲ့ပညာမိမိတိထားတတ်ထားတဲ့အသိပညာတွေကိုတုံးချပြီးတော့ဒီကာလမှာအဲ့ဒီသိပညာအသက်ပညာတွေကိုတုံးချပြီးတော့ရစရာအရှိရာတွေအများကြီးရလို့ရတယ်လောက်စရာအရှိရာတွေအများကြီးလို့ရတယ် ောချင်တာလေးလားတဲ့မှာမိမိလုံနိုင်တော့ကိုရမယ်မလုံနိုင်ဘူးဗျာမိမိကဆိုတော့မိမိရတဲ့ပတ်စံမိမိရတဲ့မူကြီးကမိမိပင်ပန်းပြီးတကယ်ပင်ပန်းပြီးတကယ်ရတဲ့ပတ်စံတွေဖြစ်လာနိုင်တယ်အရင်ကတည်းကတော့ရတဲ့ပတ်စံအားလုံးကဟိုတာမန်တက်ဟိုအရင်ကြီးအကျိုးသားအားထုတ်ဆရာမလိုပဲနဲ့ရတာလည်းပုံစံဖြစ်ကောင်းဖြစ်မယ်ဒီကာလမှာတော်တော်ကြီးကိုစူးစမ်းအားထုတ်ပြီးမှရတာနိုင်မယ်နော် ပြီးရခါကျဒီကာလမှာပေါ့စီးပွားရေးလုပ်ငန်းတွေပို့ပြီးတိုးချဲ့တာမျိုးပို့ပြီးလုပ်ကြတယ်အိုင်ဒီယာတက်တွေထုတ်ပြီးတော့အလုပ်ဆရာရှိရလေးလုပ်ပါလို့အကြံပေးရတယ်ဆိုတော့ဒီကာလမှာလုံးတက်လုပ်ထိုင်တာမပြအောင်လုံးငွေတော့မရင်းနဲ့ပညာရရမလားရင်းဟိုခွန်အားရရမလားရှင်းငွေရင်းမျိုးမလုပ်နဲ့အဲ့ခွန်အားနဲ့အဆန်အဲခွန်အားနဲ့ပညာကိုရင်းပြီးတော့လုပ်ဆရာရှိရအကောင်လုံးစင်ပြပါလိမ့်မလို့ပြောရတာ စနေသားသမီးများအနေနဲ့ပြောမယ်ဒီကာလမှာကောင်းတယ်လို့ပြောလို့ရတယ်။မြုပ်ငုံနေတဲ့ပတ်စံတွေညုပ်နေတဲ့ပတ်စံတွေသူတို့ဘာရှာရမဲ့ပတ်စံတွေတုံးမဟုတ်ကိုကိုမာကိုလည်းစီးပွားရေးမသိဘူး။ဘယ်ရမဲ့မသိရစီးပွားရေးအဆင်ပြေသွားပြီးဝုန်းနေဆိုပတ်စံဝင်သွားတာလို့ပတ်စံတိုးတက်လာတာမျိုးဆိုတဲ့ကိစ္စမျိုးတွေပေါ်လာတတ်တယ်။မိတော်မတွေးဟရဲ့နေရာကနေပြီးတော့မွေးကြီးကန်ကောင်းမှုတွေလည်းဒီကာလမှာကြုံရရရှိတယ်။ ဆိုတော့ဘုံနဲ့ဖြတ်ကနေအုံနဲ့တိုင်းကနေပေါ့နော်မမမသိရဲ့နေရာနေပြီးတော့ငွေကြေးတွေစီပြီးွားတာငွေကြေးတွေโอเคွားတာဟာဘာမှမသိပဲနဲ့သူကကုညီလိုက်လို့စီပြီးွားတာလို့ဆိုတော့ဟာမျိုးလျှက်တစ်ပြက်နဲ့ထီပေါက်တာမျိုးလျှက်တစ်ပြက်နဲ့ပတ်စံဝင်တာမျိုးလို့ခေါ်တယ်ဒီကာလမှာလို့ပြောလို့ရတယ်ပြောချင်တာဘယ်လိုခေါ်လဲဆိုတော့ထီပေါက်တကယ်တော့ကံကောင်းနဲ့လာလို့ပြောလို့ရတယ်စနေသားသမီးများအနေနဲ့ပေါ့နော်အကြောင်းကကျွန်တော်ခုနှစ်နေနဲ့ပတ်သက်တဲ့ဒီငွေကြေးကံကြောင်းတရားလေးကိုပြောပြပြီးသွားပြီဖြစ်တယ်အဲ့တော့ဒီရရာလို့ခေါ်တဲ့အကြောင်းအရာတစ်ခုခုကိုကျွန်တော် ီဘီယိုတက်တက်တခုလုပ်ပြီးပါမယ်เนาะဟိုဒါတော့ငွေချင်းကန်နေရာနေနဲ့ပတ်သက်ပြီးကျွန်တော်ဟုတ်ပြီပါပြီအားလုံးငွေချင်းခတ်ခဲနေတဲ့သူတွေအားလုံးငွေချင်းအစီအမေကြပါစေ ehi laban ehi danan tiktok ငွေကြပါစေကျွန်တော်နေနဲ့ပြောချင်ပါတယ်အားလုံးโอเคပါစေခင်ဗျာ